MSB ဒီနှစ်ယောက်တဲ့ကဘာပေါ့နှစ်ယောက်တဲ့ကဘာစုံတဲ့ချင်းလေးရှိတယ်မရှိပါနဲ့နောက်ချစ်တက်လာပြီဒီကျွန်တော်နဲ့ချော့စုနဲ့ဆိုရတဲ့ချင်းလေးလည်းရှိတယ် ကိုရုံးပါမနော်ခဏဒီသချင်းကြီးတွေပြန်ဆောရလဲတာဝန်ကြီးပါလေသူတို့တွေကလည်းအရန်ကောင်းခဲ့တာဟုတ်ကဲ့ဟုတ်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ MSB အချင်းစုစုပေါင်း၄ပုတ်ပေါ့နော်အဲကျွန်တော်တို့ ဆိုလိုသုံးဖို့အကျွတ်တဖို့စုပေါင်းလေးဖို့ပေါ့ဆိုလိုကတော့ကျွန်တော်ဆိုမှာဟိုကိုမင်းရဲ့အရင်ကြော်ကြားပြီးသားနာမည်ကြည့်ပြီးသားချင်းနေပါချို့တော့လည်းကျွန်တော်ပြန်ဆိုပြီးထားတဲ့အချင်းနေပါတော့အရင်တော့ကတော့ကျွန်တော်တို့အစိုးရကြီးကိုဆောင်မင်းချိန်တို့ဆိုထားတဲ့အချင်းနေ brain box ကငွေလာမယ်လို့နော်မင်းချစ်မှချစ်ပါမလားဒါကျွန်တော်နောက်ဒုတိယအရင်ကိုမင်းရဲ့ဒီ live tribute တွေမှာကျွန်တော်ပြန်ဆိုဖို့ပါတယ်အခုဒီနေ့မှလည်းသူရဲ့ဂီတသဘံ55နှစ်ပြည့်ပွဲမှာ ီချင်းလေးပြန်ဆိုဖို့စဉ်းစားတော့ပါတယ်အချင်းလေးကတော့ကျွန်မင်းချစ်မှချစ်ပါမလားရေဟာရင်ပေါက်ကငွေလာမင်းရေဟာဆိုတော့ဤကိုမင်းကောင်ဆိုထားတဲ့ကောင်းတဲ့ဆိုတဲ့အချင်းလေးပါနော်အချင်းလေးကိုလည်းဒါကိုမင်းနဲ့တိုင်ပင်ပြီးရွေးပြီးတော့ပြန်ဆိုဖြစ်မှာပေါ့နောက်ဂျွဲကတော့အရင်ကျွန်တော်နဲ့ချောစုဆိုထားတဲ့နှစ်ယောက်တည်းကပါတချင်းလေးပါနော်အချင်းလေးကိုကျွန်တော်တို့အခုဒီမှာပြန်ပြီးတော့ iron နဲ့ပြန်ပြီးတော့ တည်ဆုံมาဖြစ်ပါတယ်အရင်ကတော့မလီလေးဝါးတစ်ချက်မှာအဲဟိုတော့ကတော့လေအဲ့ဒါတော့ကျွန်တော် အဲလေကြိုက်လို့ခွင်တောင်းပြီးတော့ကြာကြာတော့ကြာခဲ့ပါပြီ။ငါကျွန်တော်လည်းချောဆုနေတာပြန်ဆိုတာပေါ့။သချင်းလေးတွေပြိပိတ်သက်ကကြိုက်နေတဲ့အားပေးလို့ဒီနေ့ထိအဲကျွန်တော်အားလုံးရဲ့ရင်ထဲမှာအမှန်ညာနေထဲမှာရှိနေတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ကိုချေရပြိသက်တွေ။ဒီနေ့ကတော့ဒါကျွန်တော်တို့အကုန်လုံးဒီကိုမဲသချင်းကောင်းနေပေါ့နော်။အနာမည်ကြီးဒီဘက်နာမည်ကြီးပြီးသားသချင်းတွေအားလုံးကိုပြန်ပြီးတော့ဒီဘက်ကကျွန်တော်တို့ညီငယ်ညီမနေတဲ့အတူ အဲကျွန်တော်တို့ပြန်လဲတီချုံခွင့်ရတဲ့အတွက်ကွန်မင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့မချင်းမပေးတဲ့တော်ကိုလည်းကျေးဇူးများတော်မိသားစုကိုလည်းကျေးဇူးများအကြံပါတယ်အဲကျွန်တော်ဆိုရင်တော့ကျွန်တော်တို့တတိချင်းအားရှိနေတဲ့ဆိုတော့ဤတွေဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကိုကြရင်သွားခွင့်တောင်းတယ်ခင်လဲခင်မြင်နေနေတာကိုပွဲတွေမှာလည်းတူသွားပြတော့အဲဒါ producer ဒီချင်းလေးဒီချင်းလေးလောက်ချင်တဲ့ကမ်းလမ်းလမ်းကျွန်တော်ကအအကိုရေးအမမရေးကျွန်တော်ဒီချင်းလေးပြန်ဆိုလို့ရလားခွင့်တောင်းရတာပေါ့နော်သူတို့လည်းဖွင့်ပြပါတယ်အဲခါကျပြန်အောင်ရွေးပြီးကိုကရွေးဆိုတော့ ဒီသူပြန်ရေးပြီးအင်ဇလီတို့ဒီစကိုင်းလန်းတို့ဆိုတော့သူပြန်ရေးပေးတာပါနော်မင်းနဲ့တန်းနဲ့လိုက်တယ်ပေါ့ဗျာအဲ့လိုမျိုးပါအနာဒီတချင်းကြီးတွေပြန်ဆိုရလဲတာဝန်ကြီးပါလေသူတို့တွေကလည်းအရန်ကောင်းခဲ့တာပေါ့လေဟုတ်ကျွန်တော်ကိုမင်းချစ်သူရဲ့တခြင်းတွေကျွန်တော်ပြန်ဆိုပြီးသားထားပြီးသားတခြင်းတွေကိုပဲကိုမင်းနဲ့ပဲကိုမင်းချစ်သူနဲ့ပဲပြန်တိုင်ပြီးတော့ရွေးပြစ်တာပါ။အာကျွန်တော်တခြင်းတွေလုံနေပါတယ်။ ကိုမင်းနဲ့ကတော့အမတ်တရားဟိုရှိပါတယ်ဟိုခင်မင်းရင်းနှီးခဲ့တာရောလေးစားခဲ့တာတွေရောအများကြီးရှိပါတယ်သူနဲ့ဘုရားအပြန်လန်ခင်မင်းရင်းနှီးမှုတွေရှိပါတယ်ဒီဆိုလို့ရှိရင်လည်းဒါဒီဟောတော့ဆိုတဲ့သူတချင်းနဲ့ပြန်ဆိုတော့သူကိုယ်တိုင်ပဲရွေးပေးတာများပါတယ်တချင်းဟုတ်ကျွန်တော်ကိုမင်းချစ်သူရေးပေးတာဆိုလို့ရှိရင်ကျွန်တော်အထက်မှာတော့တအားအများကြီးတော့မရှိပါဘူးသူရေးပြီးသားနာမည်ကြီးပြီးသားတဲက အဲကျွန်တော်ပြန်ဆိုပြတဲ့သချင်းဆိုရင်ဒါမင်းချစ်မချစ်ပါမလားရှိတယ်နောက် brand box ကငွေလာမရှိရယ်။နောက်အစ်တထဲရဆိုလို့ရှိရင်အဲဆက်ချစ်နေမယ်ရှိမယ်။ဟုတ်ကဲ့အမရှိဘူး။နောက်ဒီနှစ်ယောက်တည်းကဘာပေါ့။နှစ်ယောက်တည်းကဘာစုံတဲ့ချင်းလေးရှိရယ်။မရှိပါရယ်။နောက်ချစ်တက်လာပြီ။ဒီကျွန်တော်နဲ့ချော့စုနဲ့ဆိုရတဲ့ချင်းလေးလည်းရှိရယ်။ ပို့ရုံပါမနော်ရှိပါတယ်နော်ကျွန်တော်ချစ်ခင်လေးစားပိတ်သက်ကြီးကျွန်တော်တို့အခုလာမဲ့၁၆ရက်နေ့ကြာလို့ရှိရင်တော့ entertainment မှာကျွန်တော်တို့အားလုံးအတူတူစောင်းအောင်လို့လိတ်ခေါ်ပါတယ်ခင်ဗျာမြန်မာစတာပစာ